ဒလို့ရှိတယ်တငယ်ရဲ့စင်းရတဲ့အခါမှာမချွေတာနဲ့ကွာအလုံများများလို့ငွေများများရှာခတ်ရှုပ်ရှုပ်ခတ်ပူပူနီးလောင်းစားသမားနဲ့ပေါင်းအရသမားနဲ့လည်းပေါင်းအပြိုအပါသမားနဲ့လည်းပေါင်းရှိတာလေချိုးကြံရမနေနဲ့တုံးတာတုံးပြီးတော့ချမ်းသာတယ်ဆိုတာချွေတာလို့မဟုတ်ဘူးကွာတလမှအိမ်သုံးစီနှုတ်ပြီးငွေကလေး၅ချက်လောက်ပိုစုတယ်သူဖို့စူသောလို့ဘောဘလောက်များချမ်းသာတာမှလဲကွာတနေ့မှငွေ60စုမိမယ်ကွာ၁၀နှစ်မှငွေလေး600 ငွေကလေး6000လောက်ချမ်းသာဖို့ဆိုရင်အနှစ်တရာလောက်စုရလိမ့်မယ်အနှစ်တရာဆိုတော့လူလဲမရှိတော့ဘူးသေးပြီဒါကြောင့်စင်းရဲမချွေတာနဲ့ကွချမ်းသာတဲ့သူတွေကချွေတာလို့ချမ်းသာတာမဟုတ်ဘူးငွေဝင်များလို့ချမ်းသာတာကွငါတို့ရောမှာကိုချစ်ကြီးဆိုတာတိတ်ပြီးချွေတာတာတိတ်ပြီးရိုးရိုးကိုကိုနေတာပေါ့ကွသူတွေတော့သူ့အိမ်ရာခေါင်းရင်းကဝါကြီးတော့စုပလီခွဲကြည့်တော့ငွေလေး900ပဲတွေ့ရတယ်အဲ့ဒီကိုချစ်သူရဲ့အတုကမှာဖဲကစားတဲ့ မြအဖေဆိုတဲ့ကောင်ကငွေလေးဖျက်ချက်ထဲနဲ့ဝင်ပြီးကစားတာမသာရက်လေတဲ့နေ့မှာငွေ9000လောက်နိုင်သွားတယ်ကွဖဲကစားစီကျွန်တော်ပျောက်ပြေးနေတာမဟုတ်ဘူးကန်ချမာလှဲပင်လှဲ့တဲ့တဲ့သူနဲ့မှတ်လိုက်တဲ့တဲ့သူကွာချချင်းကိုတည်စီကျွန်တော်ပြောတာကွကိုချစ်တီဟာငါတည်ရတော့သူ့တသက်မှာငွေ1000ပြည့်အောင်မကင်ခဲ့ရရှာဘူးအေးထမင်းလေတစ်ခါမှမငတ်ရှာဘူးပေါ့ကွာဒါပေမဲ့ဖဲသမားမြဖေကတော့ထမင်းလေငတ်ဘူးလေငွေလေထောင်မကဘူးတောင်းနေချီပြီးကင်သုံးမှုတယ်ကွာ ။ငါပြောချင်တာကတော့ကွာရေလဲလုံးကြီးစုပ်ကိုဝတ်ထားတဲ့အခါမှာထိုင်ဖို့နေရာမရွေးနဲ့ကွာ။ဖုံပေပေရွှွန့်ပေပေထိုင်နေရာမှာထိုင်ပြီးတော့အေးဗန်ကောက်လုံးကြီးဝတ်ရပြီဆိုရင်တော့နေရာရွေးပြီးထိုင်ပြီးတော့ကွာ။ရိုးကုတ်ချင်းအလုတ်ကိုဆွဲဆွဲမြဲမြဲလုပ်လို့ရှိချင်းဖင်ရင်ချင်းကိုလူတွေကချီးမွမ်းလို့ရှိကြတယ်ကွာ။ငါတော့အဲ့လိုမထင်ဘူး။ပြာတာအလုတ်လောက်ရတဲ့သူကအလုတ်ကိုဆွဲဆွဲမြဲမြဲလုပ်လို့ဖင်ရင်နေပြာတာသက်ရှိတယ်ပဲပေါ့ကွာ။ပြာတာအလုတ်ကိုပြုတ်မှအကြောက်နေလို့ မင်းကြီးဘောကိုရောက်နေမှာမဟုတ်ပဲကွာအမှန်တော့ကံကြမ္မာလှင်းမင်းအနက်ချမ်းအပေါ်ကိုရောက်နေရင်ကံမကောင်းရင်ဘဝကိုပုံအောပြရမယ်ကွာကံကောင်းရင်တော့ဘဝကိုခြွေတာပြီးတော့ဟေ့အခုလေမင်းကပွဲရုံမှာထမင်းရက်လုံးနေတော့မင်းရဲ့ကံကြမ္မာဘင်းကအဖြူချမ်းအောက်ကိုရောက်နေမှာပဲကွာအကောင်းဆုံးကတော့ဘင်းကိုမွတ်နေအောင်လှည့်ပြီးတော့မောင်ရီလို့ဥလေကတိုက်တွန်းလိုက်ပါတယ်